ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဖရားရေအရန်ပူနေပြီပဲအမြန်ထမင်းတွေချက်ပြီးရမတွေအေကုန်ခံနေသွားထိုင်မယ်နင်းကြီးကလည်းထမင်းရင်တွေချက်ပြီးရမတွေခန်းထဲမှာလာထိုင်ပါတယ် ။နင်းနီကထိုင်နေတဲ့အချိန်မှာပဲနင်းနီရောင်မလေးယောက်ကအခန်းထဲဝင်လာခဲ့ပါသည်။ငါထမင်းစားဖို့လာခေါ်တာ။ရောင်မတော့မရှိလို့အဲကုန်းဖွင့်လာလို့ခဏထိုင်လိုက်တာ။ထမင်းလာစားကြလေ။နင်းနီကလည်းကြောက်ပြီးသူ့ရောင်မတွေအခန်းကနေထွက်သွားပါတော့တယ်။ရောင်မတွေကလည်းနင်းနီကိုကြည့်ပြီးပြောခဲ့ပါသည်။ငါတို့ရောင်မဘာလို့ငါတို့ဒီလောက်တောင်ကြောက်နေရလဲ။အဲကုန်းဖွင့်ပြီးထိုင်နေလဲဘာဖြစ်လဲ။မသိပါဟာ။ရောင်မဘာဖြစ်နေလဲ။ငါတို့ရုပ်ကိုကြည့်ပြီးကြောက်နေရလားမသိဘူး။ ရောင်မလေးယောက်ကလည်းအချင်းချင်းစကားပြောပြီးအခင်းထဲမှာလှုပ်တည်ထိုင်လုံနေပါတယ်။အားလုံးကအပြင်မှာထမင်းစားဖို့ရောက်လာပါတယ်။ချွေးမရေဘသူ့ကိုစောင့်နေလဲ။နေ့ရောင်မလေးယောက်ကအဲကွန်ခန်းမှာပဲထမင်းစားတာသိရမလား။ငါတို့သူ့တို့အခန်းထဲအဲကွန်တက်ပြီးအမားလုံးမိပြီထင်တယ်။အဲကွန်ကငါတို့အခန်းထဲတက်ရမှာ။နင်းနေရေငါညမလေးယောက်လုံးကိုအခန်းထဲစားစီအောင်တော့ပြေးလိုက်ပါဦး။နင်းဒီကလည်းသူ့ရောင်မလေးယောက်အတွက်အခန်းထဲကိုစားတောက်တွေယူပြီးသွားပါတယ်။ ဒီလိုပဲအချိန်လေးကြာသွားပြီးတည့်ရက်မှာတော့နီနီကနေလေစာယူပြီးရောင်မာရီခန်းနေသွားတဲ့အချိန်မှာရောင်မာရိုအတွက်နေလေစာယူလာတာရောင်မာရိုကဘတော့မှပြန်လည်းမလာကြဘူးအခန်းထဲမှာပဲနေနေကြတယ်ဟုတ်တယ်ရောင်မာရီညီမတို့ကအလုပ်တွေအရင်များတယ်လေစားစရာတွေဒီမှာထားလိုက်ပါညီမတို့အလုပ်တွေအရင်များတယ်ရောင်မာနောက်တစ်ခါမလာနဲ့တော့နော်ရောင်မာရီကဒီလိုစကားပြောတာကြောင့်နီနီကလည်းအဆင်မကောင်းဖြစ်ပြီးထွက်သွားပါတော့တယ်ရောင်မာရီကနီနီကိုဘယ်တော့မှတိကျစကားမပြောကြပါဘူး ီလိုနဲ့အချိန်တွေကြာသွားပြီးတရက်ကြာတော့နီနီက အပေါ်ထပ်မှာဝင်စားလမ်းနေရင်းနဲ့အပူချိန်ကြောင့်မူးလိမ့်သွားခဲ့ပါတယ်။အိမ်မေနာကအတော်ကြီးကနီနီကိုကြည့်ပြီးအောက်ကိုလာကဒေါ်လာတို့အိမ်လာခဲ့ပါတယ်။ဒေါ်လာရေနင့်ချွေးမအပေါ်ထပ်မှာမူးလဲနေတယ်။နင်ကသမီးတွေလေးယောက်နဲ့စကားတွေများနေလား။နင့်ချွေးမဟိုမှာမူးလဲနေပြီ။ဘာဖြစ်တယ်။ငါချွေးမမူးလဲနေတာ။နီနီမူးလဲလာကြပြီးအိမ်ကလူတွေအကုန်လုံးကအပေါ်ထပ်ကိုပြေးတက်သွားကြပါတယ်။နီနီကိုအောက်ကိုခေါ်လာပြီ သူရောက်မှရိခမ်းမှာထားလိုက်ပါတယ်ခနာကြမှာနင်းဒီကတတိယပြီးတော့သူရောက်မှအခန်းထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်ဒါဘသူခန်းထဲကိုခေါ်လာတာလဲရောက်မှ၄ယောက်အခန်းလားဟုတ်တယ်လေရောက်မှ၄ယောက်ရဲ့အဲကုန်ခန်းနင်းဒီရေငါရမ်းပြော်တယ်နင်းကိုဝင်ရှိနေပြီဟုတ်တယ်ရောက်မှရေဒီနေ့အစပြီးရောက်မှအလုပ်မလုပ်ရတော့ဘူးနော်ညီမလေးတို့ပဲလုပ်မယ်ညီမတို့ကအလုပ်အတွက်ပြင်ဆင်နေလို့အလုပ်နည်းနည်းရှုပ်နေတာ င်းနီကလည်းသူ့ရောင်းမလေးရောင်စကားကိုကြားပြီးတော့အံ့ဩနေပါတယ်။ဒီလိုပဲအချိန်လေးကြာသွားပြီးနင်းနီကလည်းကိုဝင်လာရင်လာပြီးတော့ဒီလိုနဲ့ပဲတရက်ကြာတော့နင်းနီကမိဖို့ကြောင့်မှထမင်းဟင်းချက်နေတဲ့အချိန်ပါပဲ။အယမ်းပူတယ်ဟာထမင်းချက်တာအစမပြေဘူး။ရောင်းမကြီးဘာလုပ်နေရလဲ။မိဖို့ကြောင့်မှထမင်းချက်စရာမလိုဘူးလို့ပြောထားတယ်လေညီမတို့ရှိရဲ့လေညီမတို့ချက်မှာပေါ့ငါရှိနေတာရောင်းမတွေလွတ်လောက်တာမကောင်းလေကဲဘာမကောင်းစရာရှိလဲရောင်းမတလောက်ပူနေတာအလုံးမလောက်ရပါဘူး ညီမတို့ချက်ပြီးအဲကွန်ခန်းနဲ့ယူခဲ့မယ်။ရောင်မအဲကွန်ခန်းမှာပဲထိုင်နေ။အဲ့မှာပဲစားကြမယ်လေ။ရောင်မလေးယောက်ကအမြဲတမ်းနီနီကိုတိချစကားမပြောကြပေမဲ့အခုတော့နီနီကိုအလုပ်တွေအားလုံးလုပ်ပေးပြီးသမင်းဟင်းတွေချက်လို့ပြီးသွားတဲ့နောက်မှာရောင်မလေးယောက်ကနီနီကိုအဲကွန်ခန်းလေးကိုယူသွားပြီးတော့ကြွေပါလေ။ရောင်မရေဒီညစပြီးတော့ရောင်မပါအလုံးမလှုပ်เสียမလို့တလောက်ပူနေတာကိုဝင်ကြီးနဲ့ဆိုတော့ရောင်မကျမ်းမိုင်မကောင်ဖြစ်လိမ့်မယ်။အပြင်မှာသမင်းစားเสียမလို့နော်။ ်အဲကွန်အခန်းမှာပဲစားကြမယ်အမေကိုလည်းပြောလိုက်မယ်လေအပြင်မှာစပွဲပေါ်မှာမစားကြနဲ့အခန်းထဲမှာစားမယ်လို့လေငါရောင်းမလေးယောက်ကဘာလို့တလောက်တောင်မှကောင်းသွားတာလဲအရင်နဲ့လည်းမတူဘာပဲဖြစ်ဖြစ်ငါတော့အေးအေးဆေးဆေးအဲကွန်ခန်းထဲမှာနေရတယ်ငါမင်္ဂလာဆောင်တွေကတလောက်တခါမှမပျော်ဘူးအခုကြတော့ငါအရန်ပျော်တာပဲနင်းနီကလည်းသူ့ရောင်းမတွေလက်နဲ့ထမင်းစားရင် သူ့မေအင်ကိုတတိယသွားခဲ့ပါရီနင်းနီကမေအင်မာတို့ကကုလဝေခိုင်းပြီး သူ့မိကကုလဝယ်မပေးနိုင်တာကြောင့်သူ့မိဟာသူ့ကိုရက်ခတ်ပေးပြီးသူ့လက်နဲ့ထမင်းကျွေးနေခဲ့တာပါ။သမီးရဲ့နင့်အမကိုလည်းချမ်းသာတဲ့အိမ်မှာပေးစားထားတာလေ။နင့်ကိုလည်းအဲ့လိုချမ်းသာတဲ့အိမ်မှာပဲပေးစားချက်နဲ့အဲ့ကိုလာဝယ်ဘလို့နင့်ကိုမင်္ဂလာဆောင်ပေးရမလဲ။အမေရဲ့သမီးကိုပါလို့ချမ်းသာတဲ့အိမ်ကိုလွတ်ချက်ရလဲ။အဲ့မှာသမီးကိုနှိမ့်ဆက်ဘလို့လုပ်မလဲ။အဲ့လိုလုံးမဲ့အစားသမီးအမေတို့နဲ့နေတာပဲကောင်းပါရဲ့အဲ့လိုမပြောရဘူးလေသမီးနေယောက်ျားအိမ်ကအရန်ကောင်းပါပါ နင့်ယောက်ျားအိမ်မှာနင့်ကိုပျော်ရမြင်ရရင်ငါကြေနှက်သွားပါပြီ။အရင်ချိန်တွေကိုသတိရပြီးနင်းဒီကလည်းမျက်ရည်တွေဝဲလာပြီးတော့ကျောင်းမနင့်ယောက်ကလည်းနင်းဒီကိုနေတာကိုကြည့်ပြီးကြောက်သွားပါတော့တယ်။ကျောင်းမဘာဖြစ်တာလဲ။ဘာလို့ငိုနေရလဲ။ညီမတို့မိုင်းတားမှန်တယ်နော်။ညီမတို့ကအလုတ်ကြောင့်သာကျောင်းမနဲ့တရားစကားမပြောမိတာပါ။စိတ်ထဲဘာမှမရှိဘူး။ညီမတို့ကတလောက်လည်းမစိုးပါအောင်နော်။နင်းဒီတို့အတန်းတွေကြားပြီးဒေါ်လာနဲ့သူသားကလည်းအခန်းထဲရောက်လာခဲ့ပါတယ်။ ချွေးမကြီးဘာဖြစ်တာလဲနင်တို့လေးယောက်လုံးချွေးမဘာလုပ်လိုက်ပြီလဲပြောတော့အေကွန်ခန်းမှာရောင်မသေးချချွေးမွေးနေတယ်ဆိုအဲ့တော့ချွေးမလေးကဘာလို့ငိုနေရလဲပြောအမေသမီးရောင်မလေးယောက်ကိုမစူမပြောပါနဲ့ရောင်မတွေရဲ့အချစ်ကိုကြည့်ပြီးပဲမျက်ရည်ကျလာတာသမီးကအေကွန်မှာမနေဘူးအကျင့်လည်းမရှိဘူးအမေအိမ်မှာတော့အေကိုလာဝေခိုင်းတာမဝေနိုင်လို့မတုံ့ရအောင်လေယောက်ျားအိမ်မှာအေကွန်ခန်းနဲ့ထမင်းစားတာပဲသမီးတို့အရင်များနေပြီသမီးအခန်းနဲ့ပြန်သွားတော့မယ်နော် ရောင်မလေးယောက်ကလည်းဒီနေ့အကြောင်းတွေကြားပြီးတော့စိတ်မကောင်းဖြစ်ကအမေနဲ့ပြောခဲ့ပါတယ်။အမေ၊တမီးတို့ကရောင်မကိုပျော်ဖို့ဆိုပြီးအေကွန်ခန်းထဲကိုခေါ်လာတာ။ဒါပေမဲ့ရောင်မရဲ့ပျော်ရွှင်မှုကသူ့အခန်းမှာပဲ။အဲ့ဒါသူ့အခန်းမှာအေကွန်တက်ပြီးမှပူပျော်မှာပေါ့။ဟုတ်တယ်။နင်းတို့ပြောတာမှန်တယ်။အေကွန်နောက်တစ်လုံးချွေးမခန်းထဲတက်ပေးလိုက်မယ်။အမေ၊အေကွန်တက်တာကိုနင်းတို့မပြောနဲ့နော်။သူ့အန်အောင်းအောင်လုပ်ကြမယ်။ကိုဝင်ဆောင်ချိန်မှာခလေးနဲ့အမေကိုပျော်အောင်ထားတာပိုကောင်းတယ်။ ဒီလိုနဲ့အလုံးကနိနိကိုအံ့ဩသွားအောင်လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဒီလိုပဲရက်တွေကြာလာတဲ့အခါမှာတော့အေဂွန်တက်မိသူရောက်လာခဲ့ပါတယ်။ယောင်မာရီကနိနိကိုသူ့အေဂွန်ခန်းထဲမှာအိတ်ခိုင်းပြီးတော့ပြောခဲ့ပါတယ်။ယောင်မာရီဒီနေ့တနေ့ကုန်အနားယူရမယ်အိတ်ရမယ်ဒီအေဂွန်ခန်းမှာနေရမယ်နော်။ညီမတို့လည်းအတူတူနေရမယ်ပို့ပြီးတော့ရင်းနှီးလာကြမယ်လေ။အင်းအဲ့ဒါတွေကတော့ဟုတ်ပါပြီ။ညနေဖြစ်တော့မယ်အမေကိုလက်ဖက်ရည်ဖြော်ပေးရမယ်လေ။ယောင်မာပါမှလက်ဖက်ရည်ဖြော်ဆရာမလို့ ညီငယ်လေးတာအိတ်နေပါညီမတို့ဖြော်ပြီးယူလာပေးမှာပေါ့ရောင်မာတွေကလည်းလက်ဖက်ရည်ဖြော်ပြီးအားလုံးကအခန်းထဲမှာလက်ဖက်ရည်တောင်းနေပါတယ်နင်းဒီကလည်းနောက်တစ်ခါအခန်းပြင်ကိုသွားတဲ့အချိန်မှာပဲကျောင်းမလေးယောက်ကနောက်တစ်ခါနင်းဒီကိုအခန်းထဲခေါ်လာခဲ့ပါတယ်ရောင်မာရဲ့ဘာလို့ချင်လို့လဲပြောလေပဲသွားနေရလဲအော်ဘိုက်စာနေလို့လေမိဖို့ကြောင့်လည်းသွားပြီးတခုခုစားမယ်လို့စမ်းစားနေတာအော်ယူစရာရှိတာစားစရာရှိတာပြောလေ ယောက်မလေးယောက်ရှိနေရပဲကြိုက်တာပြော အကုန်ချက်ပေးမယ်ယောက်မပါစားချင်လဲပြောနော်နေနီးကတနေကုန်ခန်းထဲမှာနေတာကြောင့်အိပ်ပြောသွားပြီးခဏကြာမှအိယံနိုးတဲ့အခါမှာတော့အိမ်ကလူတွေအားလုံးကသူ့ကိုကြည့်နေပြီးတော့မျက်စိပေါ်ပေါ်ပါတင်ကအခန်းတစ်ခုတည်းကိုခေါ်သွားခဲ့ပါတယ်သူကအဲ့ဒီခန်းထဲမှာလည်းအယံအီးနေပါတယ်ငါ့ကိုပေကိုခေါ်လာလဲဒီခန်းမှာလည်းအေးနေရပဲအိမ်မှာအခန်းတစ်ခုမှာပဲအဲကွန်းရှိရလေဒီခန်းကဘာလို့အေးနေရလဲ နင်းကဒီလိုပြောတာကြောင့်သူ့ယောက်ျားကလည်းပဝါဖယ်လိုက်ပြီးနင်းအရှင်မသူ့မိကရက်နေကောင်အခန်းမှာလေအေကွန်တက်ထားပါလေ surprise ရောင်မတွေတီရောင်မလေးယောက်ရဲ့လက်ဆောင်လေးပါသမီးရေနင်းငါ့ကိုအေကိုလာဝယ်ခိုင်းတာအမြဲတမ်းပဲအခုကြည့်လေနင်းယောက်ျားအိမ်ကအေကွန်တက်ပေးလိုက်ပြီးဒီနေ့တော့ငါစိတ်ကူကပြေဆုံးသွားပြီငါနင်းကိုယောက်ျားကောင်းအိမ်မှာပေးလိုက်တာပဲနင်းကိုဒီလောက်ပျော်တာကြည့်ပြီးလဲငါအယမ်းပျော်တယ်အမေ ။သမီးအတွက်ညီမလေးယောက်ကတလောက်ထိလှုပ်ပေးမယ်လို့မထင်ထားဘူး။အများရန်စကားပြောမလို့ရောင်မတို့မာနကြီးတဲ့ထင်နေရ။ဒီနေ့တော့ငါအတွေးတွေအားလုံးပျောက်သွားပြီ။ငါတောင်းမှန်ပါရဲ့နော်။အိနေကစားပြီးနီနီကလည်းသူ့အမေကိုရမ်းချစ်သွားပြီးတော့ရောင်မတွေကလည်းအေကွန်းတက်ပေးပြီးနီနီကိုလည်းကိုဝင်ဆောင်ချိန်မှာတီချာကယူဆိုင်ကြပါရစေ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။